18 years old la 18 year old la 20 years experience la 20 years of experience la hi အားလုံးမင်္ဂလာပါ welcome back to my channel my name is tu ကျွန်တော်နာမည် tu ပါကျွန်တော် youtube channel မှာကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အသုံးဝင်တဲ့ tips တွေကို share ပေးနေရဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ထားပြီးပြောချင်ပါတယ်ဒီနေ့ video မှာတော့အင်္ဂလိပ်စာလေ့လာသူတိုင်းအင်္ဂလိပ်စကားပြောသူတိုင်းမဖြစ်မနေသိထားသင့်တဲ့ grammar rules 10ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ် so without further ado let's get started ပထမတစ်ခုက avoid double negatives အင်္ဂလိပ်စကားပြောတဲ့အခါအဖြစ်ဖြစ်ရေးတဲ့အခါအဖြစ်ဖြစ်ကျွန်တော်တို့သတိထားမယ့်အရာလေးရှိပါတယ်တခါတလေကြားလို့ရှိရင်ကျွန်တော်တို့သုံးလုံးလေးနည်းနည်းလေးမှားတာနဲ့ sentence တစ်ခုလုံးရဲ့အဓိပ္ပာယ် meaning ကို ပြောင်းပြန်လှန်လိုက်တဲ့လိုမျိုးထိဖြစ်နိုင်ပါတယ်ဥပမာလေးတစ်ခုနဲ့ကြည့်ကြအောင် I didn't do nothing so ဒီနေရာမှာဒီ sentence မှာဘာမှနေတယ်ကြည့်ပါ I didn't do I didn't ဆိုတာမလုပ်ဘူးတဲ့ nothing ဘာမှမလုပ်ဘူးဆိုတော့ nothing ကလည်းဘာမှမလုပ်ဘူးဘာမှမရှိဘူးဘာမှမရှိဘူးဘာမှမဟုတ်ဘူးဆိုတဲ့သဘောဖြစ်တယ်ပေါ့နော် negative ဖြစ်တယ် didn't ကလည်း negative ဖြစ်တယ်ဆိုတော့ဒီနေရာမှာ double negative ဖြစ်နေပါတယ်ဆိုတော့ဒီဥစ္စာကိုမန်အောင်ပြန်ပြောင်းဖို့လိုပါတယ် I didn't do nothing ကို anything နဲ့ပြန်သုံးရမယ် I didn't do anything ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးငါဘာမှ လုပ်ခဲ့ဘူးပေါ့နော်နောက်တစ်ခုကကြတော့ anything နဲ့မသုံးချင်ဘူးဆိုလို့ရှိရင် nothing နဲ့သုံးချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ် i do nothing ဒါမှမဟုတ်ရှိရင်လည်း i did nothing ငါဘာမှမလုပ်ဘူးဆိုတော့ဒီနေရာမှာ positive သုံးလို့ရှိရင်နောက်က negative nothing ကိုကျွန်တော်တို့ um သုံးရမယ်ဆိုတော့ရှေ့မှာ negative သုံးလိုက်ဆိုလို့ရှိရင်နောက်မှာ nothing ကို anything နဲ့ပြောင်းသုံးရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုသတိထားဖို့လိုပါတယ်နောက်တစ်ခုက use the most correctly most ဆိုတဲ့စကားလုံးကိုမှန်မှန်ကန်ကန်သုံးတတ်ဖို့အရေးကြီးပါတယ်မအားလွယ်ပါတယ်ဒီစာကြောင်းလေးကိုကြည့်ကြည့်ပါ the most nice person so အကောင်းဆုံးလူလို့ပြောချင်တာဒီနေရာမှာ nice က degree ရှိပါတယ်သူရဲ့အတိတ်ဘယ်ကကောင်းတော့ကောင်းမွန်တော့သူက adjective ပါပို၍ကောင်းတော့ဆိုလို့ရှိရင် nicer နဲ့သုံးလို့ရတယ်အကောင်းဆုံးဆိုလို့ရှိရင် nicest so ဒီနေရာမှာပြောချင်တာကသူကအကောင်းဆုံးလူလို့ပြောချင်တယ်ဆိုလို့ရှိရင် the nicest person passing လို့ပြောလို့ရတယ်ဆိုတော့ nice ကကျွန်တော်တို့အတန်ကတန်ပဲရှိပါတယ်နှစ်တန်ထပ်ပိုတဲ့ syllable ရှိရဲ့စကားလုံးတွေဒါဆိုလို့ရှိရင်ကျွန်တော် most တုံးလို့ရပါတယ်ဥပမာအဖြစ်ဒီနေရာမှာအလှဆုံးလူလို့ပြောပါဆိုအလှဆုံးလူဆိုလို့ရှိရင် beautiful ပေါ့ beautiful ਨੇ ဆိုလို့ရှိရင်ဒီနေရာမှာ most နဲ့သုံးရပါမယ် the most beautiful person လို့ပြောလို့ရတယ်ဆိုသူကဒီအခန်းထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးလူဆိုလို့ရှိရင် he is the most interesting person in this room လို့ပြောလို့ရတယ်ဒီအစားအသောက်ကအရသာအရှိဆုံးအစားအသောက်ဆိုလို့ရှိရင် this is the most delicious meal so delicious စတဲ့ဘောကနတ်တန်ထပ်ပို့ပါတယ် delicious ဆိုလို့ရှိရင်ဒီနေရာမှာ nice ဆိုလို့ရှိရင်အာအဲ့လိုမျိုးအတန်တန်လေးရှိတဲ့ဥစ္စာရယ်ဆိုလို့ရှိရင်တတိထားပါမယ် most နဲ့သုံးလို့မရပါဘူး ောက်တစ်ခုက use less and fewer correctly less နဲ့ fewer နဲ့ကဘယ်နေရာမှာ less သုံးရမလဲဘယ်နေရာမှာ fewer သုံးရမလဲဆိုတဲ့ဥစားက grammar မပိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးကိုမှခေါင်းချုပ်စေရပါဆိုတော့ less ကကျွန်တော်တို့ uncountable noun တွေမှာအသုံးပြုတယ်ရေတွက်လို့မရတဲ့အရာတွေမှာအသုံးပြုပါတယ်ဥပမာအဖြစ်ရေရေဆိုလို့ရှိရင်ရေတစ်ခုနှစ်ခုရေတွက်လို့မရပါဘူးခွက်နဲ့ထည့်လိုက်တော့မှရေတွက်လို့ရတယ်တည်င်းအချက်လက်တည်င်းအချက်လက်ဆိုလို့ရှိရင်တည်င်းအချက်လက်တစ်ခုနှစ်ခုအလိုမျိုးပြောလို့မရဘူး အဲ့ကြတော့မှကျွန်တော်က less နဲ့အသုံးပြအောင်ဖြစ်ပါတယ်ရေအနှင်းငယ် less water တတင်းအချက်လက်အနှင်းငယ် less information ဒါမှမဟုတ်ရှင်ဒီနေရာမှာစာအုပ်တို့ရေးတွက်လို့ရတဲ့ countable noun ဆိုပါစို့ countable noun ဆိုလို့ရှင်ကျွန်တော်တို့ကစာအုပ်အချို့ဆိုလို့ရှင် fewer books fewer books လူအချို့ fewer people ဆိုတော့ less က uncountable noun ရေထွက်လို့မရတဲ့အရာတွေ noun တွေမှာအသုံးပြုပြီးတော့ fewer ကရေထွက်လို့ရတဲ့ noun တွေမှာအသုံးပြုပါတယ်နောက်ထပ် rule တစ်ခုက put adjectives in the right order exit tips တွေကိုကျွန်တော်တို့ right order ထည့်တတ်ဖို့အရေးကြီးပါတယ် clause တစ်ခု phrase တစ်ခုမှာ adjective လုံးထပ်ပို့ပြီးတော့မှသုံးကျင်နေအသုံးပြုကျင်နေဆိုလို့ရှိရင် adjective မှာဘယ် adjective ပြီးမှဘယ် adjective လာရမယ်ဆိုတဲ့ adjective order rule ရှိပါတယ်အဲ့ဒါကိုသိထားဖို့လိုပါတယ်လပ်ပတော့ boat တစီလို့ပြောပါတော့ဆိုလို့ရှိရင် a beautiful boat လို့သုံးလို့ရတယ်လပ်ပတော့အပြာရောင် boat တစီဆိုလို့ရှိရင် a beautiful blue boat ြီးရင်ကျွန်တော်က site ပါထည့်ခြင်းနေဆိုလို့ရှိရင်လှပပြီးကြီးမားတော့အပြာရောင်ဘုတ်တစီဆိုလို့ရှိရင် a beautiful big blue boat ဒီနေရာမှာ blue big boat တို့ပါတော့မာတုံးလို့မရပါဘူးအားအကြောင်းကိုကျွန်တော်တို့က order ကိုတိဖို့လိုတယ်လို့ပြောတာဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ချက်ကြည့်ကြပါမယ် um in the sound ဆိုပါဆို a house လှပတော့ in the sound a beautiful house ဒါရှင်းနေသေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလှပရမယ် ဟောင်းတော့ရမယ်တစ်သားအိမ်ဖြစ်ရမယ်အဲ့ဒါကိုတခါတည်းတန်းပြီးတော့ adjective အကုန်လုံးနဲ့ပြောချင်တယ်ဆိုလို့ရှိရင် uh a beautiful old ဟောင်းရမယ် a beautiful old wooden တစ်သားအိမ် a beautiful old wooden house အဲ့လိုမျိုးပြောရမှာဖြစ်ပါတယ် the most နဲ့သုံးရ the most beautiful old wooden house ဆိုတော့ဒါကဘလို့ adjective တွေကိုဘယ်လို order လိုက်စီပြီးတော့သုံးရမယ်ဆိုတာပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ opinion လာမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ size လာမယ် color လာမယ်အဲ့လိုမျိုး order ရှိပါတယ်ဆိုတော့ဒီ order ကိုကျွန်တော်ဒီမှာထည့်ပေးထားပါမယ်ဒီအတိုင်းကျွန်တော်တို့မှတ်ထားပြီးတော့ပြောလို့ရပါတယ်နောက်ထပ်လိုက်နာမယ် rule တစ်ခုက use apostrophes and hyphens correctly apostrophe အတိုင်းမျိုးလေးပါ hyphen ကကြတော့ကျွန်တော် dash လိုမျိုးတည်တည်လေးတူတူလေးအချောင်းလေးပါဆိုတော့ စကားပြောတဲ့အခါမှာကျွန်တော်တို့ hyphen apostrophe တွေကိုတတိထားဖို့လိုတယ်ရေးတဲ့အရေးသားမှာမှမဟုတ်ဘူးစကားပြောတဲ့အခါမှာလည်းဒါတွေကိုဟိုဘယ်နေရာမှာမမှန်ကန်ကန်သုံးရမယ်ဆိုတာကိုတတိထားဖို့လိုပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဥပမာလေးကိုကြည့်ပါ18 years old 18 years old s ပါတယ်18 year old hyphen နဲ့သုံးရတယ်18 year old ဒီနှစ်ခုကဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်ကအသက်30ဆိုလို့ရှိရင် I am 30 years old EM CS မှာ S ပါတယ် I am 30 years old she is 25 years old she is 25 years old years မှာ S ပါတယ်ဒါကတခါတဲ့အသက်ကိုတန်ပြောတာ she is 25 years old ဒါမှမဟုတ်ကျွန်တော်က noun နဲ့သုံးချင်တယ်ဒီဟာကို hyphen နဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် adjective လိုမျိုး18ဖြစ်တယ်လို့သဘောယူလို့ရတယ်18 year old ဆိုတာက16နှစ်ဖြစ်သောဆိုတော့ adjective နဲ့ယူလို့ရတယ် အဲ့ဒီအချိန်မှာကျွန်တော်တို့ဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင်သူက16နှစ်ကောင်လေးတယောက် he is a 18 year old boy ဒီနေရာမှာ18 year မှာ that hyphen နဲ့သုံးထားတယ် year မှာ s မပါပါဘူး he is a 18 year old boy သုံးလို့ရတယ် he is a 18 year old boy she is a 18 year old girl she is a 18 year old girl ဘယ်လိုမျိုးပြောလို့ရပါလဲ so i am 30 years old he is a 30 year old man so ဒါက hyphen ပါတဲ့ဟာနဲ့ hyphen မပါပဲပြောတဲ့ဟာဘယ်လိုကောလဲဆိုတာကိုသိထားရင်ပိုကောင်းပါတယ်ဆိုတော့ apostrophe နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဥပမာလေးတစ်ခုကြည့်ကြည့်ပါမယ်5 years experience 5 years years my s ပါတယ်အဲ s နောက်ကမှာပဲ apostrophe ထည့်တယ်ပြီးရင် experience တားတယ် လောက်သက်တွေ့အကြုံ၅နှစ်ရှိရဆိုတာကိုပြောတာဖြစ်ပါတယ်5 years experience ဒါမှမဟုတ်ရှိရင် a post ဆိုပြီးမသုံးဘူးဆိုလို့ရှိရင်5 years of experience 5 years of experience 5 years a yes ma s ပါတယ်5 years of experience ကျွန်တော် so, project management မှာလောက်သက်အတွေ့အကြုံ၅နှစ်ရှိရဆိုလို့ရှိရင် i have 5 years of experience in project management project management နောက်ဆုံးရှိနေ I have 5 years experience in project management အဲ့လိုမျိုးပြောလို့ရတယ် apostrophe ကိုကျွန်တော်တို့ပိုင်ဆိုင်မှုကိုပြတဲ့ apostrophe လေးကိုနည်းနည်းလေးစက်ကြည့်ကြပါမယ် um ကျွန်တော်အမရဲ့အိမ်ဆိုလို့ရှိရင် my sister's house apostrophe s တယ်ဗောန sister apostrophe ပြီးတော့မှ s ပါတယ် house my sister's house ကျွန်တော်အမတွေရဲ့အိမ်ဆိုလို့ရှိရင်ဒါအိမ်ကိုတယောက်တည်းပိုင်တာမဟုတ်ဘူးအများပိုင်ပါပြီအမတွေအများကြီးပိုင်တယ်ဆိုလို့ရှိရင် my sisters ဒီမှာအများဖြစ်တဲ့ dress sister မှာ s ထည့်တယ် apostrophe ကလည်း s ဖြစ်တဲ့အတွက်ကျွန်တော်ဆက်မသုံးတော့ဘူး apostrophe s ကိုဆက်မသုံးပဲနဲ့ s နောက်ကမှပဲ apostrophe လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် house ထည့်တယ်ဆိုတော့ my sisters house my sisters house တယောက်တည်းဆိုလို့ရှိရင်ရှင်ကျွန်တော်တို့က my sister post of b s ပြီးတော့ house အများဆိုလို့ရှိရင်ကျွန်တော် အများ sisters s နောက်ကမှကျွန်တော် post of b ထည့်ပြီးတော့ house အများပိုင်းနဲ့တယောက်ပိုင်းဘယ်လိုခေါ်လဲဆိုတာကိုပြောတာဖြစ်ပါတယ်ဆိုတော့ post of b ကပိုင်ဆိုင်မှုပြတဲ့အခါမှာဒါလေးတွေကိုသိထားဖို့အရေးကြီးပါတယ်နောက်ထပ် rule တစ်ခုက use wish correctly wish wish ဆိုတဲ့စကားလုံးကကျွန်တော်တို့ sender ကိုပြောတာဖြစ်ပါတယ် sender ရှိရဲဆိုတာကို ထုတ်ဖော်တာဖြစ်ပါတယ်။ကားလေးတစ်စီးရှိရင်ကောင်းပါပဲ။ဘာလေးရှိရင်ကောင်းပါပဲ။ဘာလေးဖြစ်ရင်ကောင်းပါပဲဆိုတဲ့လက်ရှိကာလမှာဖြစ်မနေတဲ့အရာ reality ဖြစ်မနေတဲ့အရာကိုရှိခဲ့ရင်ကောင်းပါပဲရှိရင်ကောင်းပါပဲဆိုတဲ့ဆန္ဒကိုပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ wish နဲ့တုံးပါတယ်။ဒါပေမဲ့ဒီနေရာမှာ wish ကိုတုံးတဲ့အခါမှာအတိတ်ကာလမှာတုံးတဲ့ ဥစ္စာနဲ့ကျွန်တော်တို့ဒီ present ကာလမှာဒီအခုလက်ရှိကာလမှာတုံးတဲ့ဟာဘယ်လိုကွာလဲဆိုတာကိုကြည့်ကြည့်ပါမယ်။ကျွန်တော် car decision ကောက်မှာပဲ။ဒါ you တနေပြောတာပါ။ I wish I had a car. ဒီနေရာမှာ had က person ဖြစ်တယ်။ had h a v ကလာတာ hd လို့ပြောင်းပြီးတော့ personal နဲ့တုံးတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်က wish ကိုတုံးတဲ့ခါတိုင်းကျွန်တော် personal နဲ့တုံးပါတယ်။ ကားလေးတစ်စီးရှင်ကောင်းပါပဲ I wish I had a car ကျွန်တော်အခုလက်ရှိပြောနေတာ I wish I had a car ကားရှင်ကောင်းပါပဲဒါပေမဲ့ဒါကိုကျွန်တော်အတိတ်ကာလတုန်းကရှိခဲရင်ကောင်းပါပဲဆိုတဲ့ဟာလေး ਨੇ ပြောခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က past tense ကနေပြီးတော့ past perfect tense ကိုပြောင်းသုံးရမှာဖြစ်ပါတယ် I wish I had had a car I wish I had had a car h plus +3 ပေါ့နော် ဒီဒီညမှာကြည့်လို့ရှိရင် head ကနှလုံးဖြစ်နေနေမယ်နောက်ကလိုက်တဲ့ head ကကျွန်တော် HAV ကလာတာ HAV ကိုကျွန်တော်တို့ battery ပြောင်းထားတာပေါ့နော် HAD head ဆိုတော့ head plus battery ဖြစ်တဲ့အတွက် I wish I had had a car ဥပမာလေးတစ်ခုကြည့်ကြရမယ်ကျွန်တော်မြန်မာနိုင်ငံမှာမနစ်ကရှိတုန်းကကားတော့ကားတစ်စီးမရှိခဲ့ဘူးအာအဲ့တဲကအဲ့တုန်းကပေါ့နော်ကားလေးတစ်စီးရှိခဲ့ရင်ကောင်းပါပဲအဲ့ဒါကိုပြောချင်တယ်ဆိုလို့ရှိရင် when i was when i lived in myanmar last year i didn't have a car but i wish i had had one ဒီနာမှာ had had နှလုံးသုံးတယ်ဆိုတော့အတိတ်ကာလတုန်းကဒါတောင်းစုရှိခဲ့ရင်ကောင်းပါပဲဆိုတော့စန္ဒပေါ့နော်အဲ့ဒါကိုပြောချင်တာဖြစ်တဲ့အတွက် have plus battery ကိုသုံးပါတယ်အာ present oh sorry past perfect tense ကိုအသုံးပြရပါတယ် had plus battery ကိုသုံးပြရမှာဖြစ်တယ် when i um was in Myanmar last year I didn't have a car but I wish I had had one တသိရှင်ကောင်းပါဗျာဒါမို့ရှင်လေ I have had a car အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတော့ဒါကလက်ရှိကာလမှာဆန္ဒကိုပြောခြင်းနဲ့ပြင်ကောင်းပါပဲရှိရင်ကောင်းပါဆိုတဲ့ဟာကိုပြောခြင်းနဲ့ဆိုလို့ရှိရင် past tense နဲ့တောင်းပြီးတော့အတိတ်ကာလတုန်းကအစတောင်းအတိတ်ကာလတုန်းကရှိခဲ့ရင်ကောင်းပါပဲဖြစ်ခဲ့ရင်ကောင်းပါပဲဆိုတဲ့ဆန္ဒကိုပြောခြင်းနဲ့ဆိုလို့ရှိရင် past perfect tense နဲ့တောင်းပါတယ်ဆိုတော့ အခုလက်ရှိကာလနဲ့အတိတ်ကာလကအတုံးလုံးဘယ်လိုကောလဲဆိုတာကိုသိထားဖို့လိုပါတယ်နောက်ထပ် rule တစ်ခုက use present tense for stories and analog to make them more lively ဆိုတော့ story အတူလေးပြန်ပြောပြတဲ့အခါမှာဖြစ်ရလေတွေပြန်ပြောပြတဲ့အခါမှာ present tense နဲ့အသုံးပြုလို့ရပါတယ်အတိတ်ကာလမှာတော့ဖြစ်ခဲ့တာမှန်တယ် အဲ့ဒါမဲ့ပြန်ပြောပြတဲ့အခါမှာ present tense နဲ့ပြောပြီးတော့ present tense သုံးပြီးတော့ကျွန်တော်တို့ပြောလို့ရှိရင်ပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့ active ဖြစ်တယ် lively ဖြစ်တယ်လို့ပြောရတယ်ပေါ့နော်ဆိုတော့ဥပမာလေးတစ်ခုကြည့်ကြမယ် I'm in a school I'm having my lunch စားနေရတယ် I'm having my lunch and a girl comes up to me and starts introducing all of a sudden so ချက်ချင်းဆိုသလိုပဲကောင်မလေးတစ်ယောက်ကငါ့ကိုလာနှုတ်ဆက်ပြီးတော့သူက သူ့ကိုသူမိတ်ဆက်တယ်ဒါကဖြည့်ရတိုးလေးတခုကိုသူကဟို present tense နဲ့ပြောတာဖြစ်ပါတယ် I'm in the school I'm having my lunch and all of a sudden a girl comes up to me and starts introducing now tag grammar rule တခုက use the active voice mainly but know when to use the passive voice so active voice ကိုများများသုံးဖို့ပြောချင်ပါတယ် active voice ကိုနဲ့ပြောတာကိုများများလေ့ကျင့်ပါအာ passive voice တဲ့ပေါ့နော်ဒီနေရာမှာ grammar အခြေခံအသင့်အင်းရှိတဲ့လူဆိုအနေနဲ့ဆိုလို့ရှိရင် active voice နဲ့ passive voice ကဘာကွာလဲဆိုတာကိုအခြေတဝင်းပြောစရာမလိုဘူးထင်ပါတယ်ဆိုတော့ဥမာလေးတစ်ခုကြည့်ကြပါမယ်ဥမာအဖြစ်ကျွန်တော်အမေကအရသာရှိရဲ့အစားအသောက်ဟင်းရောချက်ပြုတ်လဲဆိုလို့ရှိရင် my mother cooks the delicious food my mom cooks the delicious food အဲ့ဒါကိုကျွန်တော်က passive voice ပြင်ပြောင်းခြင်းလဲဆိုလို့ရှိရင် um the delicious food ကိုရှေ့ကိုတင်ရမယ် object ကို ဘသူကလှုပ်တယ်ဆိုတော့ကိုပုံစံကိုလို့ပြောတာပေါ့နော်ဘယ်ဟာကိုဘသူကလှုပ်တယ်ဆိုရဲဟာကိုပုံစံမျိုးပြောင်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် the delicious food is cooked by my ma is cooked cooked က ed ဖြစ်သွားမယ် the delicious food is cooked by my ma so ဒီအစားအသောက်ကိုအမေကလှုပ်တယ်ဆိုတဲ့ပုံမျိုး so အမေကဒီအစားအသောက်ကိုလှုပ်တယ်ဆိုလို့ရှိရင်အချက်ပြုတ်တယ်ဆိုလို့ရှိရင် my ma cooks the delicious food ဆိုတော့ဒါမှမဟုတ်လို့ရှိရင်ဒီအစာတောက်ကိုအမေက လုပ်တယ်ဆိုလို့ရှိရင်မေကချက်တယ်ဆိုလို့ရှိရင် the delicious uh delicious food is cooked by my mother ဘိုင်းနဲ့တောင်းတယ်မဟုတ်လား by my mom အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတော့တခါတလေကြာလို့ရှိရင်ကျွန်တော်တို့ကဘသူကလုပ်တယ်ဆိုတာကိုမပြောချင်တဲ့ဟာတွေအာပြောစရာမလိုတဲ့အခြေအနေမျိုးရှိရဆိုလို့ရှိရင်ကျွန်တော် passive voice နဲ့တုံးလို့ရပါတယ်ဥပမာလေးတစ်ခုကြည့်ကြရမယ် the students complete the presentations presentation ကို ကျောင်းသားတွေက complete အပြည့်သက်လိုက်တယ်ပေါ့နော်အော်အပြည့်သက်လိုက်တယ် the students complete the presentations နောက်မှရှိရင်လည်း presentation ကိုကျောင်းသားတွေကပြည့်သက်လိုက်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်လည်း sona က logic တိုင်းပဲ the presentation is completed by the students အမြဲပြောလို့ရတယ်ခါတတိကြလို့ရှိရင်ဒီ project ကပြီးသွားပြီပြီးသွားပြီဒါမေးလို့ရှိရင် the project ကပြီးသွားပြီဘယ်သူလုပ်တယ်လို့မပြောချင်ဘူးဆိုလို့ရှိရင် the project is finished the project is completed လို့မျိုးသုံးပြလို့ရ the project is completed so active voice ကကျွန်တော်တို့စကားပြောတဲ့အချိန်တော်တော်များများမှာအသုံးပြပါတယ် passive voice ကတော့ကျွန်တော်အချိန်ခါကိုလိုက်ပြီးတော့ကျွန်တော်အသုံးပြလို့ရတယ်ဥပမာအဖြစ်ဆိုတာက condition အတိုင်းပဲကျွန်တော်နောက်ကဘယ်သူလုပ်လဲဆိုတာကိုမပြောချင်ဘူးဆိုလို့ရှိရင်ဒါကတော့ပြီးသွားပြီဆိုလို့ရှိရင် it is completed it is done အဲ့လိုမျိုးအသုံးပြလို့ရပါတယ် okay နောက်ထပ် rule တစ်ခုက only use one word in conditional tenses conditional tenses တွေမှာအသုံးပြုလို့ရှိရင် wear ဆိုတဲ့စကားလုံးကိုတစ်လုံးပဲအသုံးပြုရမှာဖြစ်ပါတယ်။ဥပမာလေးတစ်ခုကြည့်ကြည့်ပါ။ If you were go to မြောက်ဦး you will learn many historical facts about Rakhine. So မြောက်ဦးကိုသွားပြီးတော့သွားလို့ရှိရင် ဒီရခိုင်နဲ့ပတ်သက်တဲ့ historical facts သမိုင်းဆိုင်ရာအချက်အလက်တွေကိုသင်ယူရနိုင်မယ်လေ့လာခွင့်ရနိုင်မယ်သိရှိရနိုင်မယ်လို့ပြောတာဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာ if you were go လို့ပြောစရာမလိုဘဲနဲ့ဘယ်လိုပြန်ပြောရမလဲဆိုလို့ရှိရင် if you go to Myanmar you will learn many historical facts about Rakhine အဲ့လိုပြောလို့ရပါတယ်။ဆိုဒီနေရာမှာ future tense ဘယ်ကိုလောက်လို့ရှိရင် conditional ပြရတာပေါ့နော်။ဘာလောက်လို့ရှိရင်ဘာဖြစ်မယ်ဆိုတော့ ဒီ future ဖြစ်နေပေမဲ့ဒီနေရာမှာ where ဆိုတဲ့ဟာကိုတစ်လုံးပဲသုံးပြရမှာဖြစ်ပါတယ်။ if you go to မြောက် you where ဆိုတဲ့ဟာစကားလုံးကနောက်မှာအသုံးပြရပြုပြုထားတယ်။ဆိုတော့ if you go to မြောက် you where learn where learn ပေါ့နော်သင်ယူရနိုင်မယ် you where learn many historical facts about rakan okay last but not least now take grammar root ခုက use articles correctly so arctic coast လို့ပြောလိုက်တယ်ဆိုလို့ရှင် a and the ဆိုတဲ့စကားလုံးတစ်လုံးကိုတတိယပါ so arctic core တွေကိုဘယ်လိုမှန်မှန်ကန်ကန်သုံးရမလဲဆိုတာကိုဥပမာလေးတစ်ခုနဲ့ကြည့်ကြည့်ပါမယ် i will see you on sunday so တနင်္ဂနွေနေ့ကြနေကြလို့ရှင် တွေ့မယ်တွေ့ကြရအောင်ငါမင်းကိုတွေ့မယ် i will see you on sunday ဒါတော့ရိုးရှင်ပါတယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်ခုသုံးပြပါမယ် i am visiting pattaya on the monday the နဲ့သုံးလဲပေါ့နော် on the monday I'm visiting Pattaya on the Monday. So ဒါကမှန်လားပေါ့။မှန်ပါတယ်။ဒါနဲ့သုံးလို့ရတယ်။ဒါပေမဲ့အဓိပ္ပာယ်မတူပါဘူး။အဓိပ္ပာယ်ကဘာထွက်လဲဆိုတော့ကြည့်ကြည့်ပါမယ်။ The နဲ့သုံးတဲ့ဥစ္စာကအာကျွန်တော်တို့ဥပမာတစ်ခုနဲ့ကြည့်ကြည့်မယ်။ Next month I will be in Thailand for a week. Next month I will be in Thailand for a week and I am visiting Pattaya on the Monday. ဆိုတော့နောက်လာကြလို့ရှိရင် time မှာတပတ်ရှိမယ်အဲ့ရှိတဲ့တပတ်မှာပဲတေးကြတဲ့ Monday တရက်ကိုငါပတရားကို visit လုပ်မယ်သွားမယ်ပေါ့နော်ဆိုတော့အဲ့တပတ်မှာဘယ် Monday မှမရှိဘူးအဲ့တရက်ပဲရှိတာဖြစ်တဲ့အတွက်တည်ထားတဲ့အဲ့ရက်ကိုပဲအဲ့ Monday ကိုပဲတော့မှာဖြစ်တဲ့အတွက် the Monday လို့တော့မှာဖြစ်ပါလိ The Monday ပေါ့နော် Next month I will be in China for a week and I am visiting Pattaya on the monday ဆိုအဲ့သေးချတဲ့ monday မှာအဲ့အပတ်ရဲ့သေးချတဲ့ monday မှာဟိုသေးချတဲ့ week သေးချတဲ့ monday မှာ ပတရားကို business လုပ်မယ်ဆိုတော့ကိုပြောလို့ရှိရင်ကျွန်တော်တို့က the monday နဲ့အသုံးပြုလို့ရပါတယ်။ Okay နောက်ထပ် article a ကိုအသုံးပြုပြီးတော့ပြောကြည့်ပါမယ်။ My parents usually go for a walk on a sunday. So တနင်္ဂနွေနေ့ need go အပြင်းတန်းလမ်းလျှောက်တယ်ဆိုတော့ဒါက honest sunday ဆိုတော့တစ်လလုံးမှာရှိရဲ sunday 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 ပေါ့နော်အဲ့လို sunday တခြားရက်တွေမဟုတ်ဘူး sunday ကိုပဲလမ်းလျှောက်တယ်ဒါက regular activity ကိုပြောတာဖြစ်နိုင်တယ်ဆိုတော့ on is sunday ဆိုတော့ be sunday လို့မရှိဘူး sunday ကို every sunday လို့ပြောတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ sunday တိုင်းကိုလမ်းလျှောက်တယ် my parents usually go for a walk on a sunday so sunday တေချာတဲ့ Sunday ကိုမြင်တယ်အဲလျှောက်ထွက်ဖြစ်တယ်ထွက်တယ်ပေါ့နော်အဲ့လိုပြောတာဖြစ်တယ်နောက်ထပ်တစ်ခုကကြတော့ I go swimming I usually go swimming I usually go swimming on a Monday ဆိုတော့တနင်္လာနေ့တိုင်းကိုတနင်္လာနေ့ကိုတိုင်းကိုလို့ပြောတာဖြစ်တယ်ပေါ့နော်ဒါ regular လုပ်တဲ့ regular activity ကိုပြောတာဖြစ်တယ်ဆိုတော့ I usually go swimming I usually go swimming on a Monday I usually go swimming on a Sunday တနင်္ဂနွေနေ့တိုင်း I usually go swimming on a Monday တနင်္လာနေ့တိုင်းဆိုတော့တနင်္လာနေ့တိုင်းဆိုတဲ့သဘောမျိုးဖြစ်တယ်ပေါ့။တေချာတဲ့ Monday ကိုပဲတွားတာဖြစ်တဲ့အတွက်ရအဲ့ရသတ်မှတ်ထားဖြစ်တဲ့အတွက်အဲ့အဲ့တလလုံးမှာဘယ်ဟောမှမဟုတ်ဘူးပေါ့နော် Tuesday ပါညာမဟုတ်ဘူးပေါ့နော် Monday ဖြစ်တဲ့အတွက် on a Monday လို့အသုံးပြုပါတယ်။ဒါပေမဲ့ဒီနေရာမှာ article a နဲ့နောက်တစ်ခု completely uh different meaning တခုထည့်ရနိုင်ပါသေးတယ်အဲ့ဒါပါလဲဆိုလို့ရှိရင် my friends visited last month on a monday ပြီးခဲ့တဲ့လတော့ကုန်ခဲ့တဲ့လတော့ကငါတငယ်ချင်းတွေက လာလေကြတယ် on a monday monday တရရက်ပဲဆိုဒီဟာကြတော့အဲ့လထဲမှာပဲဘယ် monday လဲတော့မသိတော့ဘူးပေါ့နော်ဘယ်တလင်းလာနေလဲတော့မသိတော့ဘူးအဲ့တနင်္လာနေ့တရရက်ပဲအဲ့ဒါကိုပြောတာဖြစ်ပါတယ် my friends visited last month ငါတငယ်ချင်းတွေကလာလေကြတယ် my friends visited last month on a monday ကွန်ရက်လာကတနင်းတနင်းလာနေတရရက်ပဲလာနေကြတယ်ဘယ်ရက်ကိုမမှတ်မိတော့ဘူးပေါ့နော်ဒါပေမဲ့တခြားရက်တွေမဟုတ်တာတော့သိကြတယ်အဲ့အာ Monday ညစောတဲကတရက်ကိုပြောတာဖြစ်ပါတယ်ဆိုတော့ on Monday on a Monday on the Monday ဆိုတော့ဒါပေမဲ့ရက်တွေကိုပြောတဲ့အခါမှာ a and the ဆိုတဲ့ article လေးတွေကိုမှန်မှန်ကန်ကန်သုံးပြီးတော့ဘလို့အတိတ်ပဲပောက်သွားလဲဆိုတာကိုနားလည်ထားသင့်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် grammar နဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိထားသင့်တဲ့လိုက်နာရမယ့် significant 10ခု rule 7ခုကို share ပေးသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့အထက်မှာတချို့လိုလာလေးရှိရဲ့ဖြစ်ဆွတ်စရာလေးရှိရဲ့ဆိုလို့ရှိရင်အောက်က comment box မှာရေးတော့ပေးလို့ရပါတယ်အမြင်လေးတွေ share တော့ပေးလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုကြလို့ရှိရင်ပိုကောင်းတဲ့ content လေးတွေကို share နိုင်အောင်လေကျွန်တော်ရှင်းစားပေးပါမယ်ဆိုတော့ဒီဗီဒီယိုလေးကသင်တို့အတွက်တစ်ခုအထောက်အပံ့ဖြစ်မယ်လို့ညွှန်နေပါတယ်ဆိုတော့အဆုံးမသက်ခင်မှာ like and share ပေးဖို့ subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ subscribe လုပ်တဲ့အခါမှာလည်းဗီဒီယိုအသစ်တင်တိုင်းချက်ချင်းသိနိုင်ဖို့အတွက်ဘေးကနိုတီကောင်းလေးကိုနှိပ်ထားပြီးမေ့ပါနဲ့အားလုံးပဲ happy good night ပါ see you in the next one guys peace.